အားလုံးပဲမင်္ဂလာပါဗျ JDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့ One Championship ရဲ့ Heavyweight တန်းကမွေတိုင်း Champion ကြီးတူဖြစ်တဲ့ Roman Kaklyaev ရဲ့ပွဲစဉ်ကြောင့်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့တော်လေးကိုကြည့်လို့ကောင်းကြတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒီ Roman Kaklyaev ဆိုတဲ့ Champion Fighter ကြီးအနေနဲ့သူ့ရဲ့ One Championship အကစားသမားဘဝတလျှောက်မှာဆိုလို့ရှိရင်တကယ်ကိုအလဲထိုးပွဲချမ်းတွေနဲ့သူ့ရဲ့ပြိုင်ဘက်ဖိုက်တာတွေကိုအမှန်ကန်တီးထုတ်တတ်တဲ့ဖိုက်တာသူဖြစ်ပါတယ်။ကဲသူ့ရဲ့ပြိုင်ဘက်ဖိုက်တာကလည်းခေသူဖိုက်တာဥတော်မဟုတ်ပဲရိုမန်ကာကလီယာလိုမျိုးဖိုက်တာကိုစင်ခေါ်ရလောက်အောင်အရေးချင်းရှိတဲ့ဖိုက်တာဖြစ်ပါတယ်။ဟဲဗီဝိတ်တန်းမှာသူထိုးတတ်တဲ့ဖိုက်တာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ရက်မောင်းတွေကတော့လုံးဝကိုကြောက်စရာလန့်စရာအရက်မောင်းတွေဖြစ်ပြီးတော့ရိုမန်ကာကလီယာကတော့သူအနေနဲ့ရက်က6ပင်နဲ့6လက်မှရှိပါတယ်။ ူရဲ့ပြိုင်ဘက်ဖိုက်တာကတော့ Lyden Nolly ဆိုတဲ့ဖိုက်တာ ဖြစ်ပြီးတော့ဒီဖိုက်တာကလည်းအရန်မောင်း6ပေကျော်ရှိတဲ့ဖိုက်တာကြီးတူဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံသားဖိုက်တာကြီးတူဖြစ်ပြီးသူရဲ့ပြိုင်ဘက်ဖိုက်တာချန်ပီယံကြီးကတော့ယူကရိန်းနိုင်ငံသားဖိုက်တာဖြစ်ပါတယ်။လူကောင်းနေသားရလောလောဆယ်ကြည့်မယ်ဆိုလို့ရှင်ရင်ကွာချားချက်နည်းငယ်အရန်မောင်းရှိတဲ့ဆိုပေမဲ့ဒီဘက်က တပင်ပန်းရောင်တဲ့ fighter ကနဲငယ်ပို့ပြီးတော့အလူကောင်ကြီးတဲ့ပုံစံပေါက်နေတာလည်းတွေ့ရပါတယ်။မေးဘန်ကောင်ပွဲပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုခဏခဏပွဲထုတ်ထားတာကိုတွေ့ရပြီးဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တိုင်းနိုင်ငံမှာကြုံတွေ့တွားခဲ့ရတဲ့ငေးလင်းဘေးကြီးပြီးမှရှင်ပြိုင်ထိုးတက်သွားတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ငွေတိုင်းပွဲစဉ်ထိုးတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်အိတ်တွေကတော့ငွေတိုင်းလက်အိတ်နဲ့ပဲရှင်ပြိုင်ထိုးတက်သွားတာဖြစ်ပြီးတော့ဒီရိုမန်ကာဂလီယာဆိုတဲ့ fighter ဟာဝမ်ချမ်ပီယံရှစ်မှာငွေတိုင်းရောကစ်ဘောက်ဆင်ရောနှစ်သက်ကွမ်းချန်ပီယံဖြစ်တဲ့ fighter ဖြစ်ပါတယ်။သူအနေနဲ့ကတော့ကစ်ဘောက်ဆင်မှာရောငွေတိုင်းမှာရောအာဂဇာနီနှစ်ခုရဲ့နှစ်သက်ကွမ်းချန်ပီယံဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ရေချင်းတွေကတော့ကျွန်တော်ပြိတက်တွေ လုံးဝလုံးဝစောင့်ကြည့်တွားရမှာပဲဖြစ်ပါတယ်အခုမိတ်ဆက်နေတာကတော့ကျွန်တော်ကကပြောတဲ့ Lighter Nolly ဆိုတဲ့ fighter ဖြစ်ပြီးအမှန်ကကလီယာကတော့ပိတ်သက်တွေမိတ်ဆက်ဆရာမလို့လောက်အောင်တကယ်ကိုကျန်းတဲ့ champion ကြီးဖြစ်ပါတယ်ဆိုတော့ဒီ fighter အနေနဲ့ဒီ one championship အဖွဲ့အစည်းမှာ MMA fighter တွေကိုလည်းစိန်ခေါ်ထားခဲ့ဘူးတာဖြစ်ပြီးတော့ ဟဲဗီဝိတ်တန်က MMA fighter တွေနဲ့ Roman Kaglia ကိုလည်းစိန်ခေါ်ထားခဲ့ဘူးပါတယ်။ဒါပေမဲ့လည်း striking မိုင်းမှာရှင်ပြီးတော့ထိုးမဲ့ဆိုရင်ဒီ fighter ကြီးကတော့ဘလို့မှနိုင်နိုင်ချေမရှိတဲ့အနေထားဖြစ်နေတယ်လို့ကျွန်တော်တင်ကတော့သုံးသပ်မိပါတယ်။ဒါဆိုတော့ကျွန်တော်နေတော့ကီဖုတ်တာလည်းများသွားပြီ။ဒီ fighter နူးဘလို့မျိုးရှင်ပြိုင်ထိုးတက်သွားကြမလဲ။တကယ်ကိုပွဲကောင်းပွဲကျန်တဲ့ပွဲဖြစ်ခဲ့လားဆိုတာကျွန်တော်တို့စောင့်ကြည့်လိုက်ကြရအောင်ပါ။ ကဲတိုင်းလူကြီးအနေနဲ့ကတော့ fighter တွေကိုကျိုးဝိုင်းလင်မှာပွဲတယ်ပေးလိုက်ပါပြီဒီဘက်ကစပင်ပန်းရောင်တဲ့ fighter ကနဲငယ်ဝဝပုပုပုံစံဖြစ်နေတာကိုတွေ့ရမှာဖြစ်ပြီးတော့ Roman Caclia ကတော့လုံးဝကို Agradama style ပေါက်နေပါတယ်ဒါပေမဲ့လည်းအဲ့ဒီလိုမျိုးဝဝပုပုလုံးလုံး fighter တွေကိုလုံးဝ short တွက်လို့မရဘဲနဲ့ဒီ fighter တွေရဲ့ဒီလက်သီးထိုးပုံထိုးပေါက်တွေပြီးတော့ခွန်အားတွေဟာဆိုလို့ရှိရင်တော်တော်လေးကိုပရိသတ်ကိုထွေးမှုပြေဝပေးနိုင်တဲ့ပုံစံမျိုးတွေနဲ့လည်းထိုးပြတတ်ပါတယ်။ကြည့်ဆိုတော့ကြည့်လိုက်ကြအောင်ပါ fighter ညောင်လုံးအနေနဲ့ကတော့ အဲဘယ်ချေရှစ်ထုတ်တဲ့ညာတန်တွေဖြစ်ပြီးတော့သာသာလာခြင်းဆိုရင်ပဲရိုမန်ကာကလီယာအနေနဲ့တောက်လျှောက်ကိုတိုက်စစ်ဖို့ပြီးတော့ကစားနေတာကိုတွေ့ရမှာပါ။ထောက်လက်တီတွေမန်ကန်ပေးထားတဲ့လုတ်ကစ်ပေးထားတယ်ဗျ။ဘော်ဒီရှော့တွေပေးထားတယ်။အဲ့လိုခဝဝဖိုက်တာတွေအနေနဲ့ဘော်ဒီရှော့နှိုက်ခံရရင်ဘလို့မှအဆင်မပြေဘူးဗျ။ရိုမန်ကာကလီယာကတော့လူကောင်နေထားကအစလုံအောင်ကိုအသာစီရယူထားပြီးတော့သူ့အနေနဲ့တောက်လျှောက်ဆိုသလိုပရက်ရှာပေးပြီးကစားနေပါတယ်။ဟို1 2လက်တီချုပ်တွေကောင်းတယ်ဗျ။ ဒီ Roman Gaglia ဆိုတဲ့ fighter ကိုကျွန်တော်အနေနဲ့ပြီးခဲ့တဲ့နှစ်တွေတည်းက Titanic တက်ခဲ့တာဖြစ်ပြီးတော့ဒီ fighter အနေနဲ့ kickboxing ထိုးတဲ့ပွဲမှာဆိုရင်တော်တော်လေးကိုကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်တွေကျွန်တော်တို့စောင့်ကြည့်ခဲ့ရတာပေါ့ Oh my god ဝါဝပူပူနဲ့ fighter က spinning back fist တွေရောဘာတွေရောမန်ကန်ကျွေးထားတယ်ဗျအဒူတိုက်ချက်တွေလည်းမန်ကန်ပေးထားတယ်အ clinch လည်းလှုပ်ထားတယ်ဗျ clinch တဲမှာဒူတိုက်ချက်တွေတောင်းရဲချက်တွေပေးထားတယ်ဗျအဲ့သူ့ကိုကြည့်ရတော့တိတ်ပြီးတော့မဆိုးဘူးလို့တော့ထင်ရတယ်ဗျ အရက်ကရိုမန်ကာကလီယက်နဲ့ရှင်မယ်ဆိုလို့ရှိရင်နိုင်ငယ်ပုနေတာကိုတွေ့ရမယ်ဗျအရက်လည်းပုတယ်လူကောင်းနေသားကလည်းကြီးတော့တကယ်ကိုပြစ်မှတ်ကြီးလိုမျိုးဖြစ်နေတာဗျအိုးခြေကန်ချက်တွေမန်ကန်ကောင်းတယ်ဗျတင်းဝင်ပြီးတော့ထုတ်တက်ဖို့စူးစမ်းထားတယ်ဗျလူတိုက်ချက်တွေတောင်ရိုက်ချက်တွေကောင်းတယ်ဗျကလင်းရှူထားဖို့စူးစမ်းတယ်ဗျဒါပေမဲ့အဆင်မပြေဘူး ဟို body shot တွေပေးထားတယ် body shot ပေးထားတော့တော်လေးကိုကောင်းတယ်1 2နဲ့တီးချက်တွေပေးထားတယ်ဗျလူတိုက်ချက်တွေပေးထား oh my god left hook ဗျာလုံးဝ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 ကိုတော်တော်လေးကိုချက်ကောင်းကိုထိသွားတာဗျလုံးဝကို ဘုံဘုံလဲသွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတော့ကိုတွေ့ရမယ်ဆိုတော့မွေတိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အဲ့ဒီလိုမျိုးလဲထိုးခံရပြီဆိုလို့ရှိရင်ဒိုင်လိုကြီးကဘလောက်စောင့်လဲ၈စက္ကန့်အထိစောင့်ပါတယ်၁၀ထိနေလို့မရပါဘူးဟိုမြေချိန်ကန်ချက်ပေးထားတာကောင်းတယ် left foot တစ်လုံးထပ်ပြီးတော့ပေးထားတယ်ဗျ left foot တွေထပ်ပြီးပေးထားတယ်မြေချိန်ကန်ချက်ပေးထားတယ်ထပ်ပြီးတော့ဖင်တိုင်းလဲပြန်ပြီဒါမဲ့ဒီခေါက်ကလဲတာကဘယ်လိုပြောရမလဲဟန်ချက်ပြက်ပြီးလဲတာဗျ Oh now that straight right hand လုံး oh my god တော်တော်လေးကိုကောင်းတယ်ဗျာဘလို့မကိုဆက်ပြီးတော့ရက်လို့မရအောင်ပေါ့နော် ော်တော်လေးကိုနောက်နောက်ပြန်လန်ပတ်လက်လဲတော့ဗျတော်တော်လေးကိုကြည့်လို့ကောင်းပါတယ်ရိုမန်ကာကလီယာတွေနဲ့တကယ်ကိုကျန်းတဲ့ဒီပွဲကောင်းပွဲချမ်းတဲ့ပွဲကိုပိတ်သက်တွေကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်ခုနကကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် left foot ဝင်သွားတာကိုတွေ့ရမယ် left foot ဝင်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်အမြင့်ချေကန်ချက်အမြင့်ချေကန်ချက်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တောက်လျှောက်ကို pressure လိုက်ပေးပြီးတော့အဲခုနကဒီ right hand ပေါ့နော်ညာထောက်လက်သီးတစ်လုံး right cross တစ်လုံးပြစ်သွင်းလိုက်တဲ့နေရာမှာတော်တော်လေးကိုရိုမန်ကာကလီယာအနေနဲ့ပညာပါတယ် ချန်ပီယံဟာချန်ပီယံပါပဲဆိုတော့ဂုံဘုတ်ကိုပြသသွားတာဖြစ်ပါတယ်ရိုမန်ကက်ကလီယာအနေနဲ့ဝမ်ချန်ပီယံရှင်ဖွဲ့စည်းမှာပွဲစဉ်6ပွဲထိရှင်ပြိုင်ထိုးထက်ထားပြီးတော့အဲ့ဒီကမှ9ပွဲကိုအလဲထိုးထားပြီးတော့နိုင်ယူထားတဲ့9ပွဲစလုံးဟာဆိုလို့ရှိရင်လေငါသူက6ပွဲထိုး6ပွဲစလုံးနိုင်ထားတာပေါ့ကွခုနကျွန်တော်ပြောသလိုဒီ9ပွဲကိုအလဲထိုးထားတဲ့နေရာမှာတောက်လျှောက်ဆိုသလိုဇက်တိုက် consecutive knockout ဆိုတဲ့စာရင်းကိုပိုင်ဆိုင်ထားတဲ့ fighter ကြီးဖြစ်ပါတယ်ဆိုတော့ဒီ fighter ကြီးကို စင်ကော်ထုတ်သက်သွားမယ်ဆိုတဲ့ MMA က heavyweight fighter တွေကတော့လုံးဝကိုမတွေးရစရာပါပဲ။ဦးမာဂိန်းဆိုရင်လည်းဒီ fighter နဲ့ထိုးရင်ရှုံးမှာပဲ။ပြီးတော့မာလီကင်ဆိုရင်တော့မှဒီ fighter နဲ့ထိုးရင်ရှုံးသွားနိုင်တဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်ကလုံးဝတစ်ထစ်ချသုံးသပ်မိတယ်။ဆိုတော့ Roman Garcia ကိုပြိတ္တတွေနေနဲ့နောက်ထပ် Bear fighter နဲ့ရှင်ပြိုင်ထုတ်သက်သွားသေးခြင်းလဲဆိုတော့ comment မှာဆွေးနွေးသုံးသပ်ညှင်းခုံပေးခဲ့ကြပါဘောခင်ဗျာ။ကဲဆိုတော့ fighter ကြီးကတော့လုံဝကိုသူ့ရဲ့မွေထိုင်းချန်ပီယံကပတ်ကိုကာကွယ်ပြသွားပြီးတော့သူ့ရဲ့နှစ်ထက်ကွန်းအာဂလာနီနှစ်ခုမှာ နှစ်မျိုးစလုံးမှာချန်ပီယံဖြစ်နေပါတယ်ဆိုတဲ့ရလဒ်ကိုထိမ့်သိမ်းသွားပြပြီးပဲဖြစ်ပါတယ် Thank you. Muay Thai champion.